တနင်္ဂနွေသားသမီးများအတွက်မေလ၄ရက်နေ့မှ၁၀ရက်နေ့အထိတပတ်စာဟော့စတန်အိုးအိမ်ချမ်းမြေဝင်ကင်းရှိသည်။ဘာသာရေးနှင့်ပတ်သက်ပြီးအလူတန်းပြုလုပ်ရတတ်သည်။ပရိဘောဂပစ္စည်းဆက်ပစ္စည်းတွေအသစ်ဝင်မီအရေးကြီးသောစာရွက်စာရန်စာချုပ်တွေမှာလက်မှတ်ထိုးရသောကိစ္စတွေကို အထူးသတိထားပါ။ပြဿနာဖြစ်တတ်သည်။ဈာညက်ဖြေရှင်းရတတ်သည်။ လက်လွန်ထားသောငွေကြေးများအခက်အခဲအထိအငွက်များကြားမှ ပြန်ဝင်လာမည်။လက်ရှိရှိသော အလုပ်ထဲမှာတာဝန်နှမျိုးအလုပ်နှမျိုးလုပ်ရတတ်သည်။ရဝေးမှရှိသောဆွေမျိုးများစီမှအကူအညီအထောက်ပံ့ရတတ်သည်။မီးလျှက်စက်တခိုးအထူးသတိထားပါ။အိမ်မှာဆက်ပြက်ဖနက်ပြက်ထီးပြက်များရှိရင်စွန့်ပစ်လိုက်ပါ။အဲ့ဓာရီရှိနေရင်အိမ်မှာလက်တိတ်နေတတ်သည်လုပ်ငန်းအစ်စီးပွားအစ် အခွင့်အလန်းအစ်စ်တွေပေါ်ပေါက်လာတတ်သည်အကျိုးပေးသောအရာအနက်ရောင်ခရမ်းရောင်အကျိုးပေးသောကနန်းငါလေးအချစ်ရေးစိတ်ရှုပ်เสียရာစိတ်ညစ်เสียရာများနှင့်ကြုံနေမည်အိမ်ထောင်ရေးကြီးကဲသူများကြောင့်အစင်မပြေကြီးစွာဖြစ်တတ်သည်ကျမ်းမာရေးခါဒုက္ခပေးတတ်သည်ရေရာပေါင်းမုံထောပတ်တော့မိမိအိမ်ဖျားမှာကတ်လူပါတင်းလာသားသမီးများအတွက်မေလ၄ရက်နေ့မှ၁၀ရက်နေ့ထိ တပတ်စာဟော့စတန်ဒီရက်တွေအတွင်းမှာလုပ်ငန်းအသစ်စီးပွားအသစ်စက်တူရှယ်ယာလုပ်ငန်းတွေလုပ်နေအထူးကောင်းပြီးအရေးကြီးသောစာရွက်စာရန်စာချုပ်တွေမှာကောင်းသောလက်မှတ်ရေးထိုးရခြင်းများပြုလုပ်ရတတ်သည်ညီကိစ္စအမွေကိစ္စတွေနဲ့ပတ်သက်ပြီးစကားအခြေတင်ပြောဖျားတရားဘာသာရေးဘက်မှာအားနည်းနေတတ်သည်အောင်မြင်မီလူမျိုးခြားဘာသာခြားတွေစီမှအကူအညီအထောက်ပံ့ရမည် ငွေထွက်များခြင်းအကျွေးတင်ခြင်းများဖြစ်တတ်သည်ငွေကြေးနှင့်ပတ်သက်ပြီးအခြေငါးကိစ္စမျိုးတွေမှာအထူးသတိထားပါကြားညက်ဖြည့်ရှင်းရတတ်သည်အလုတ်ကောင်းခြင်းအလုံးနှင့်ပတ်သက်လို့လက်လာပေးရရှိခြင်းများကြုံတွေ့ရတတ်သည်အကျိုးပေးသောအရာအနီရောင်နီးညိုရောင်အကျိုးပေးသောကနန်းတုံးအချစ်ရေးစိတ်ရှုပ်စရာများနှင့်ကြုံတွေ့နေမည် အိမ်နောင်ရေးအိမ်နောင်ဘက်ဇနီးမယားအတွက်ဝမ်းသာစရာသတင်းကြားရမည်။ကျမ်းမာရေးဝမ်းပိုက်ခြေထောက်ဒုက္ခပေးတတ်သည်။ရေရအုံးလို့ခောက်ဆွဲမိမိအိမ်ဖျားမှာကတ်လူပါ။အင်္ဂါသားသမီးများအတွက်မေလ၄ရက်နေ့မှ၁၀ရက်နေ့အထိတပတ်စာဟော့စတန်ဒီရက်တွေအတွင်းမှာထူးထူးခြားခြားတိုးတက်ပြောင်းလဲမှုတွေကြုံလာမည်။တိကြမှုတလို့ဝိစာမလိုက်တလို့အံ့ဩစရာကောင်းတော့အောင် တိုးတက်မှုတွေဖြစ်လာမည်။ တရင်ကောင်းဧည့်သည်ကောင်းတွေရောက်လာတတ်သည်ခရီးနဲ့ပတ်သက်သောကိစ္စရဝေးနဲ့ဆက်နွယ်သောအလုပ်တွေမှာပူပြီးအောင်မြင်မှုရတတ်သည် နေရာထိုင်ခင်းကိစ္စအဆောက်အုံကိစ္စတွေကတော့အခက်အခဲအထင်အငေါ်ဖြစ်ပြီးအဆင်ပြေမည်ဘာသာရေးကိစ္စတင်နန်းကိစ္စတွေမှာ အထူးအောင်မြင်မည်စက်ပစ္စည်းလျှက်စက်ပစ္စည်းအစ်စ်တွေဝင်လာတတ်သည်အလုံးမကောင်းခြင်းအလုံးမှာရံပေါ်ခြင်းအထက်လူကြီးများနဲ့အဆင်မပြေခြင်းများဖြစ်တတ်သည် ငွေရေးကြေးရေးမှာတော့တငယ်ချင်း မိတ်ဆွေများစီမှအကူအညီထောက်ပံ့ကောင်းများရရှိတတ်သည်အကျိုးပေးသောအရာရွှေဝါရောင်မီးမျိုးရောင်အကျိုးပေးသောကနန်းသုံးငါအချစ်ရေးဝမ်းသာစရာ စိတ်ချမ်းမြေ့စရာများနှင့်ကြုံနေမည်အိမ်တော်ရေးအတို့အထောင်၆တွန်းသူများကြောင့်စိတ်ဝမ်းကွဲတတ်သည်ကျမ်းမာရေးကိုလည်းရရန်နေတတ်သည်ရရာစမှုစာမိမိအိမ်ဖျားမှာကတ်လူပါ ဗုဒ္ဓဟူးသားသမီးများအတွက်မေလ၄ရက်နေ့မှ၁၀ရက်နေ့အထိတပတ်စာဟောစတန်ဒီရက်တွေအတွင်းမှာအောင်မြင်မှုတွေတန်းစီနေမည်။ငွေကြေးကံအထူးကောင်းနေသည်။ငွေအစုလိုက်ပြုံလိုက်ထီပေါက်သလိုအငွေရသလိုမျိုးဝင်တတ်သည်။သူများပြည်တနာကိုပြည်တနာဖြစ်တတ်သည်။သူများပြက်တနာထဲမှာကြားညက်ပြီးခေါင်းခံဖြည့်ရှင်းရတတ်သည်။ရဝေးမှာရှိသောဆွေမျိုးများစီမှအကူအညီထောက်ပံ့ရမည်။ လက်ရှိအလုံးမှအလုံးအစ်စ်ကိုပြောင်းရွှေ့ရတတ်သည် အလုံးမှအထက်လူကြီးနှင့်အဆင်မပြေဖြစ်တတ်သည် အထင်မြင်လွဲတာကိုပါလုံးလုံးကိုပေါ်အကောင်းမြင်မခံရတာမျိုးတွေ ဖြစ်တတ်သည်အိုးအိမ်နေရာအဆောက်အဦအတွက်စိတ်ရှုပ်ရတတ်သည်ဝေခွဲရခက် ဆုံးဖြတ်ရခက်ဖြစ်နေတတ်သည်စက်တူလုပ်ငန်းရှယ်ယာလုပ်ငန်းတွေလုပ်ကင်ရတတ်သည်အကျိုးပေးသောအရာလိမ္မော်ရာအစိမ်းရောင်အကျိုးပေးသောကနန်း ိုးရှိအချစ်ရေးစိတ်ချမ်းသာစရာတည်ငောင်းများကြားရမည်အိမ်ဆောင်ရေးဖြင်းပွန်းဇနီးဖြစ်သူအတွက်စိတ်ချမ်းသာစရာကြုံရတတ်သည်ကျမရေးဦးကောင်းပိုင်းဒုက္ခပေးတတ်သည်ရရာကိတ်မုံမိမိအိမ်ဖျားမှာကတ်လူပါဇာတာဝေသသမီးများအတွက်မေလ၄ရက်နေ့မှ၁၀ရက်နေ့အထိတပတ်စာဟော့စတန်ဒီရက်တွေအတွင်းအိမ်တွင်းရေးမိသားစုအရေးနဲ့ပတ်သက်ပြီးအနေငယ်ဆိတ်ရှုပ်ရတတ်သည် ညီကိစ္စအမွေကိစ္စတင်နန်းကိစ္စတွေအတွက်အခက်ခဲအထင်အငော့ဖြစ်ပြီးမှအောင်မြင်ပြီရဝေးမှာရှိသောဆရာသမားအကြီးအကဲများထံမှအကူအညီထောက်ပံ့ရတတ်သည်စက်မှုလက်မှုနှင့်ပတ်သက်သောလုပ်ငန်းများအောင်မြင်တိုးတက်မည်အလုံးမှာနေရာကောင်းရခြင်းအလုံးတိုးချဲ့ရခြင်းများကြုံရတတ်သည်ရဝေးမှာရှိသောဆွေမျိုးသားချင်းများအတွက်တောကကြုံရတတ်သည်အဖိုးတန်ရွှေထည်ပစ္စည်း ရတနာပစ္စည်းတွေပျောက်တက်ထွက်တတ်သည်။ငွေထွက်များခြင်းလူလိန်ခံရခြင်းအကျွေးတင်ခြင်းများဖြစ်တတ်သည်။အိုးအိမ်နေရာအတွက်ကောင်းသောပြင်ဆင်ပြောင်းရွှေ့ရခြင်းများနှင့်တွေ့ကြုံရတတ်သည်။အကျိုးပေးသောအရာရွှေဝါရောင်ခရမ်းရောင်ရောင်အကျိုးပေးသောကနန်းနှင့်တိအချစ်ရေးစိတ်ချမ်းသာစရာအပြောင်းလဲများနှင့်ကြုံရမည်။အိမ်တော်ရေးစိတ်ကတိကအောက်ဖြစ်စရာများနှင့်ကြုံရတတ်သည်။ ကျမ်းမာရေးခါအောက်ပိုင်းဒုက္ခပေးတတ်သည်ရေရာလက်ဖက်တုပ်မိမိအိမ်ဖျားမှာကတ်လူပါတောကြသားသမီးများအတွက်မေလ၄ရက်နေ့မှ၁၀ရက်နေ့အထိတပတ်စာဟော့စတန်ဒီရက်တွေအတွင်းမှာလူအားငွေအားအကြဉျံအားတွေအစွမ်းကုန်အသုံးချပြီးတော့စူးစမ်းပေတော့လို့အာပါတရတိုက်တွန်းလိုက်ခြင်းပါတယ်အစအစအရာရာအစဉ်ပြေအောင်မြင်နေမည် ဝိဆာမလိုက်တလို့မျိုးကံတရားရဲ့မျက်နှာသာပေးမှုတွေကိုရရှိတတ်သည်။အိုးပိုင်အိမ်ပိုင်ရတတ်သည်။လုံအားကိုအကြောင်းပြုပြီးငွေကြေးအစုလိုက်ပြုံလိုက်ဝင်လာတတ်သည်။မိသားစုဆွေမျိုးသားချင်းထဲမှာဆေးဆက်ကြောင်းလန်းခြင်းကိစ္စမင်္ဂလာကိစ္စများကြားရတတ်သည်။လက်ရှိအလုံးမှအလုံးအစ်စ်ကို ပြောင်းရွှေ့ရတတ်သည်။အလုံးနှစ်ခုတောင်းနှစ်ခုလောက်ကန်ရတတ်သည်။ အလုံးမှာအပြိုင်အဆိုင်အနှောက်အယှက်ပေါ်လာတတ်သည်အဆောက်ဦးနေရာထိုင်ခင်းတွေလည်းပြုပြင်ပြင်ဆင်ရတတ်သည်အကျိုးပေးသောအရာရွှေဝါရောင်အစိမ်းရောင်အကျိုးပေးသောကနန်းလေး6အချစ်ရေးချစ်သူစီမအကူအညီကောင်းအခွင့်အရေးကောင်းများရရှိမည်အိမ်ဆောင်ရေးအဆဆအရာရာအဆင်ပြေနေပါလိမ့်မည်ကျမ်းမာရေးမျက်စိဒုက္ခပေးတတ်သည်ရရာဒိန်ချင်မိမိအိမ်ဖျားမှာကတ်လူပါ စနေသားသမီးများအတွက်မေလ၄ရက်နေ့မှ၁၀ရက်နေ့အထိတပတ်စာဟော့စတန်ငွေကြေးကန်အလွန်ကောင်းသောအချိန်အခါဖြစ်သည်။ထီပေါက်တလို့အငွေရတလို့မျိုးငွေကြေးအစုအလိုက် ပြုံလိုက်ဝင်လာတတ်သည်။အလှမင်းသလားပေါ်လာတတ်သည်။အိမ်ချမ်း၊မြေ၊ကား၊ကွန်ပျူတာ၊ကြောက်ကင်မရာဝင်ကင်းရှိသည်။အလုတ်ထဲမှာစိတ်မဝင်စားဘဲဖြစ်နေတတ်သည်။ အလုတ်ထွက်ခြင်းလားအလုတ်ပြောင်းခြင်းလားအလုတ်မှာအဆင်မပြေတာမျိုးတွေဖြစ်နေတတ်သည်အိမ်တွင်းရေးမိသားစုအရေးမှလည်းတအိမ်လုံးနဲ့တယောက်ဖြစ်နေတတ်သည်အိမ်မှာမနေခြင်းလားအိမ်ကထွက်သွားခြင်းလားမိသားစုနဲ့အဆင်မပြေမှုတွေဇက်တိုက်ကြုံနေရမည်ဘာသာရေးများများလုပ်ပေးပါအလုတ်မပြောင်းရွှေ့ပါနဲ့ပိုဆိုးသွားလိမ့်မည်လက်ရှိမှလက်မဲ့ဖြစ်သွားတတ်သည် အကျိုးပေးသောအရာအဖြူရောင်အနက်ရောင်အကျိုးပေးသောကနန်းနှစ်ခုနက်အချစ်ရည်ချစ်သူစီမှဝမ်းမြောက်စေရာစိတ်ချမ်းသာစေရာတည်ငောင်းကြားရမည်အိမ်တော်ရေးနှစ်ဖက်မိသားစုကြောင့်စိတ်ရှုပ်နေရမည်ကျမ်းမာရေးအာယုံကြောအကျောဒုက္ခပေးတတ်သည်ရေရာနန်းကြီးတုတ်နှင့်ပွဲမိမိအိမ်ဖျားမှာကတ်လူပါ